ဘာပြောချင်တာတော့ဆိုတော့ဗုဒ္ဓဘာသာကပါအသင်ပေးတယ်ပြဿနာဖြေရှင်းဖို့ဖြေရှင်းနေကိုသင်ပေးတယ်ပြဿနာမရှောင်ရဘူးတဲ့မရှောင်ရအောင်ပြဿနာထွက်မပြေးရအောင်တဲ့ဘယ်လိုလုပ်ထွက်ပြေးမှာတော့အခန်းထဲမှာစိတ်ညစ်လို့ထွက်ပြေးတယ်ဘယ်ထွက်ပြေးမှာတော့ဟိုလက်ဖက်ရည်ဆိုင်ထွက်ပြေးတယ်ဆိုအဲ့ဒီပြဿနာကလက်ဖက်ရည်ဆိုင်ကြီးရောက်သွားအတူတူပေါင်းသွားတယ် ကောင်းကောင်းထဲမှာထည့်သွားတာ။အတန်းပြေးပြီးတော့အိမ်ပြန်သွားတယ်။ဒီပြဿနာအိမ်ထိပါသွားတယ်။စိတ်စိတ်ထဲမှာအိမ်ပြန်ရောက်တော့เจ้ามาอสมิปิเรเจ้าไม่ตื่นแค่ไอ้มาปรารถนาဖြစ်တယ်စိတ်ဆင်းရဲလို့เจ้าကိုရောက်လာတယ်အဲ့ဒီပြဿနာကိုသွားရသူပါသွားတာပဲထွက်ပြေးလို့မရအောင်เจ้าကိုထွက်ပြေးလို့မရအောင် ထွက်ပြေးဖို့ကြိုးစားလေအဲ့ဒီအကြောင်းအရာကပို့ပြီးတော့အားကောင်းလေပဲထွက်ပြေးဖို့တချို့ကဘယ်ပုံစံမျိုးနဲ့ထွက်ပြေးရုံဆိုဟိုတယ်ဖုန်းနဲ့ပို့ပြီး Facebook အဲ့ဒါမလားစိတ်ညစ်တာတွေပျောက်သွားမှာ Facebook ချလိုက်ရောအဲ့ဒီဟာကစိတ်ထဲမှာပျောက်သွားရောလားစိတ်ညစ်တာပျောက်သွားတယ်တကယ်မပျောက်အဲ့ဒီ Facebook ကိုပို့နေတာဒါကစိတ်ထဲမှာရှိတဲ့စိတ်ဆင်းရဲမှုကိုဖိဖိထားတာဖုံးဖိထားတာဖုံးဖိတာဖုံးဖိထားတယ်ဆိုရင်အဲ့ဒီကိုဖုံးဖိထားတဲ့အရာကပို့ပြီးတော့အားကောင်းတယ် physics သဘောနဲ့ပြန်စဉ်းစားကြည့်ကိုဖိထားတယ် press လုပ်ထားတယ် pressure ပေးတယ်သူပို့အားကောင်းတာပို့စိတ်လေဒီတိုင်းပဲ စိတ်လည်းဒီတိုင်းအဲ့တော့ပြတနာကပါတော့ဆိုအဲ့ဒီပြတနာကိုဗရမအူဆုံး diagnose လုပ်ရတယ်ယောဂါရှာရတယ်ပေါ့ယောဂါရှာဗရမဆုံးဟိုစိတ်ညစ်တယ်ဆိုရင်မိမိကိုယ်ကစိတ်ညစ်တယ်ဆိုတဲ့ပြတနာရှိနေတယ်ဆိုလက်ခံ လူနာတယောက်ကသူနေမကောင်းဆိုတဲ့ဟာကိုလက်မခံဘူးဆိုရင်ဆရာကဘာမှကုလို့မရအောင်ဘာမှကုလို့မရအောင်အဲ့ဒါကိုလက်ခံတယ်လို့ပြောတယ်သူနေမကောင်းဘူးဆိုတဲ့ဆိုတာကို तू ကလက်ခံဒီဒီ pharmacy မှာတုံးတဲ့ approach ဒီ humanity မှာ social science မှာဒီတိုင်းပဲလူမျိုးရေးပြဿနာတစ်ခုကို ဖြည့်ရှင်းခြင်းနဲ့ဆိုရင်အဲ့ဒီလူမှုရေးပြဿနာတကယ်ရှိနေတယ်ဆိုတာကိုလက်ခံလေလက်မခံဘူးဒီတိုင်းအရှိကိုအရှိတိုင်းလက်မခံဘူးဆိုရင်ဘလို့မှရှေ့ဆက်လို့မရဘူးရှိနေတဲ့ပြဿနာကိုလက်မခံဘူးလို့ပြောရင်အရှိကိုအရှိတိုင်းလက်မခံတာဒါကို illusion လို့ခေါ်တယ် illusion illusion ကိုပါဠိလိုအဝိဇ္ဇာလို့ခေါ်တယ်။အဲ့ဒီ illusion နဲ့အခြေခံ illusion အခြေခံတဲ့အခါကျတော့သူ့ရဲ့ပြဿနာကို तू လက်မခံတဲ့ပုဂ္ဂိုလ်သူ့ရဲ့အပြုအမူကဘယ်လိုဖြစ်မှာတော့အရန် react လုပ်တယ်။ तू စိတ်ညစ်နေတဲ့ပုဂ္ဂိုလ် तू စိတ်ညစ်နေမှ तू မသိဘူး तू စိတ်ညစ်နေတယ်ဆိုတော့လို့ तू तू လက်မခံဘူး။လူတယောက်ကသူ့မှာ ဟော mood swing ရှိတယ်ဆိုတော့ mood swing စိတ်တွေတက်လိုက်ကျလိုက်ဟမ်ရီလိုက်ငိုလိုက်အဲ့ဒီလို mood swing ဖြစ်နေတယ်အဲ့ဒီပြဿနာရှိနေတာကို तू လက်မခံဘူးလက်မခံဘူးဆိုရင်သူ့မှာဘာမှမဖြစ်ဘူးလို့ तू ကယူဆရင်ဒါ illusion ဖြစ်နေတယ်အမှန်ကိုအမှန်တိုင်း မမြင်တာအဲ့ဒါပဲအဝိဇ္ဇာလို့ခေါ်တယ်ဒါဖြင့်လက်မခံတဲ့ခါကျတော့သူ့ကိုဒီ mood swing အကြောင်းသွားပြောမယ်ဒီ emotion ရဲ့ပြဿနာတွေသွားပြောမယ်ဆိုရင် तू ဘာလုပ်မှာတော့ तू စိတ်ဆိုးတယ် offensive ဖြစ်တယ်ငါ့ကိုဒီလိုလာပြောရမလားဆိုပြီးတော့သူ့မှာစိတ်ထိခိုက်တယ်ဒေါသဖြစ်တယ်အဲ့ဒီလို react လုပ်တဲ့ဟာကဘာကြောင့် react လုပ်တာတော့ဆိုပြဿနာရှိဆိုတော့ number 1 तू လက်မခံလို့ လက်မခံတဲ့အတွက်ကြောင့်မို့လို့သူ့မှာဖြစ်ပေါ်လာတဲ့ psychological behavior emotional behavior စိတ်ပြုမှုပုံကဘာဖြစ်တာရော reaction ဖြစ်တယ်အယံကရုပ်တုံ့ပြန်တတ်တယ် automatic တုံ့ပြန်တတ်တယ်အဲ့ဒီတုံ့ပြန်တာကိုအဲ့လိုတုံ့ပြန်တတ်တာ illusion နဲ့တုံ့ပြန်တတ်တာဟုတ်တော့ ပါဠိလိုသင်္ခါရလို့ခေါ်တယ်အဝိဇ္ဇာပစ္စယသင်္ခါရတာပါဠိဘယ်နှယောက်တည်တော့အဝိဇ္ဇာပစ္စယသင်္ခါရစူစူစမ်းပါအဝိဇ္ဇာပစ္စယသင်္ခါရနောက်ဆက်စုမယ်တော်အကောင်တော့အောင်တယ်ဒါက psychological process ကိုပြောတာပြဿနာသမုပ္ပါဒ် psychological process ဒီမှာလည်းဒီတိုင်းပဲ